ညိုဆက်သစ်များဤမိခင်စာအုပ်မိတ်ဆက်ပွဲနဲ့သတင်းစာရှင်းလင်းပွဲကိုဖအံမြို့နယ်မှာကျင်းပခဲ့ပါတယ်ဒီသတင်းကိုတော့သူစာလင်းပေးပို့ထားပါတယ်ရှင်စက်တင်ဘာလ29ရက်နေ့ကကျင်းပခဲ့တဲ့မျိုးဆက်သစ်များဤမိခင်စာအုပ်မိတ်ဆက်ပွဲကိုတန်လွင်မြေနောက်ဖက်ကမ်းဖအံမြို့နယ်မရင်ကုန်းရွာမှာကျင်းပခဲ့တာပါတဘာဝရင်းမြစ်တကိုမိကိုစားတောက်နေတဲ့ဌာနေတိုင်းသားတွေအခွင့်အရေးကိုအစိုးရနဲ့ရင်းနှီးမြှုပ်နှံတွေကသိရှိသေးဖို့နဲ့ဒေသခံတွေအနေနဲ့တဘာဝရင်းမြစ်တွေကာကွယ်ဖို့အတွက်ဒီစာအုပ်ကိုထုတ်ဝေပစ်ခဲ့တယ်လို့ဆိုပါတယ်။ ဒီမှာရှိတဲ့ကျမတို့ဒေတာခံတွေကဒီအရေးမြစ်တွေကိုမိခိုပြီးတော့မှဟိုဒီအရေးမြစ်တွေကိုမိခိုပြီးတော့မှလောက်ကင်စားတော့ရတယ်ဆိုတာကိုဒီအစိုးရနဲ့ရင်းနှီးမြှုပ်နှံသူများကိုဌာနေတိုင်းရင်သားရဲ့အခွင့်အရေးကိုလေးစားလိုက်နာစေလို့တဲ့ရွေးချက်နဲ့ဒီကျမတို့ သူကအသိစားရှိမှုပွဲကိုလုပ်ဖြစ်အချင်းဖြစ်ပါတယ်။ဒီစာအုပ်ကဒေတာကန်တွေရဲ့တမိုင်းကြောင်းတွေပါဝင်တာကြောင့်မျိုးဆက်တစ်ကျောင်းသားတွေကိုပညာရေးသင်ယူတာမှာထည့်သွင်းသင်ကြားသွားမယ်လို့တန်လွင်ကွန်ရက်ကပြောပါတယ်။ကျွန်တော်တို့ဟိုရဲ့စစ်တမ်းတွေပေါ့နော်ကျေးရွာတရွာချင်းစီရဲ့တမိုင်းကြောင်းတွေပေါ့အဲ့ဒါတွေကိုခက်ခက်ခက်ခဲနဲ့ပေါ်ထုတ်ခဲ့ရတာပေါ့နော်။ဒီစာအုပ်ပေါ်မှာကျတော့ကျမတို့ဒီမျိုးဆက်တွေအတွက်ကျမတို့ပြန်ပြီးတော့ဖြန့်ဝေနိုင်အောင်ဒီပညာရေးဘက်မှာလည်းပဲကျမတို့ထက်သွင်းပြီးတော့ဟိုသင်ကြားပေးဖို့အထီး ဟိုစဉ်းစားနေပါတယ်ဗောနဒီစာအုပ်မှာအစိုးရရဲ့တပ်တထုရှာဖွေတူဖော်ခြင်းဆိုင်ရာလုံထုံးလုံနည်းတွေဌာနေတိုင်းသားတွေရဲ့အခွင့်အရေးနဲ့စီမံကိန်းတဲ့ကုမ္ပဏီကနေပြီးရလူတို့ကိုချင့်ခတ်ခဲ့ပုံတွေပါဝင်ပါတယ်ကျွန်မကဒူစာလင်းပါ